မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ30ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားဖွေရာမွေးချင်များမှာရွှေချင်းမြို့မှာ၄တသမ၁ခွန်လက်မှမတ်သားမြို့မှာ၃တသမ၈၆လက်မှအုတ်ဖုံမြို့မှာ၃တသမ၅တလက်မှပူတောင်မြို့မှာ၃တသမ၂ခွန်လက်မှ ကြိုင်မြောမြို့မှာ2.8လက်မှာညောင်လေးပင်မြို့မှာ2.6လက်မှာဓဝဲမြို့မှာ2.56လက်မှာမြင်းချင်းသားမြို့မှာ1.89လက်မှာနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ1.85လက်မှာနဲ့တာယာဝတီမြို့မှာ1.81လက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လည်းတနအိုက်ခွဲချိန်မိုးလေဝသဂျိုတို့မှာဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အတင်မှာတိုက်တူထပ်နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတင့်တောင်များဖြစ်ထွန်းလျက်ရှိပြီးအစောပိုင်းမိုးတင့်တောင်များရွှေလျရရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကျွပစ်ခြင်း၊လျက်ဆစ်လက်ခြင်းနဲ့မိုးသီကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထက်အထက်မှာတိမ်ထူထပ်နေပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေဖိအားတူမြေမြပုံစံအရမြမကင်ရန်တစ်ချောင်းမှာမောက်တုံလေးအားကောင်းရာမှအားအလွန်ကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7:30အချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ဝန်ဟာအနောက်ဘင်္ဂလားပြည်နယ်ကမ်းရမ်းမှာဆက်လက်တည်ရှိနေပါတယ်။ အဆိုပါလေဖျားနဲ့ရောင်းဝဟာအနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာယူလျက်နိုင်ပြီးနောက်နေ့အတွင်းအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်အော်ရိတပြည်နယ်မြောက်ပိုင်းနဲ့ချက်ခန်းပြည်နယ်တို့ကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာမုတ်တုံလေးအကောင်းရာမှာအားလုံးကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရန်တျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရမ်မန်ရန်ခမိုးတက်လေပြင်းများကြာရောက်ပြီးနိုင်ကြပါမယ်။မိုးတက်လေပြင်းကြစဉ် ရေပြင်းပြင်းပြင်းလေးဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကရန်ရှောင်းနဲ့ကမ်းလုံပင်လေပြင်းတို့မှာစက်တက်ပေမှာ73ပေခန့်ရှိနေပါတယ်။မနှက်ပြန်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာစစ်စစ်နဲ့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံပြားမုတ်တချုံရပြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမိုးကျနေပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ နေပြည်တော်နဲ့ဤတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမှုချိန်မှာ37ဒီဂရီဆဲလ်စီယက်88ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမှုချိန်မှာ24ဒီဂရီဆဲလ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ဤတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာလဲမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမှုချိန်မှာ33ဒီဂရီဆဲလ်စီယက်68ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမှုချိန်မှာ 24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတက်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပုံနေပါမယ်။ ရေကြီးခြင်းတတိပိတ်ချက်ဒီကနေ့မြန်မာစံတော်ချိန်6နိုင်ပွဲချိန်တိုင်းထွာချဲရချင်းတွင်းမြေဟာမုံရမြို့မှာရင်းမြို့ရဲ့စိုးရီမအောင်တုံးလမခန့်မှာရောက်ရှိနေပါတယ်အဆိုပါမြေဟာနောက်တရက်အတွင်းရင်းမြို့ရဲ့စိုးရီမတို့ရောက်ရှိနေပါတယ်ဒီကနေ့မြန်မာစံတော်ချိန်6နိုင်ပွဲချိန်တိုင်းထွာချဲရစစ်တောင်းမြေဟာမတောင်မြို့မှာရင်းမြို့ရဲ့စိုးရီမအောင်ပေဝက်ကျော်မှာရောက်ရှိနေပါတယ်အဆိုပါမြေဟာနောက်တရက်အတွင်းရင်းမြို့ရဲ့စိုးရီမတို့ရောက်ရှိနေပါတယ်ဒီကနေ့မြန်မာစံတော်ချိန်6နိုင်ပွဲချိန်တိုင်းထွာချဲရ ဘကုံးမြေဟာဘကုံးမြို့မှာရင်းမြို့ရဲ့စွန့်ရီမန်းအောင်နှစ်ပေခွဲကျော်မှရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်36နှစ်အတွင်းရင်းမြို့ရဲ့စွန့်ရီမန်းတို့ရောက်ရှိနေပါတယ်။သူဖြစ်ပါ၍မုံရွာမြို့နယ်၊မတ်တောင်မြို့နယ်၊ဘကုံးမြို့နယ်များတွင်ရှိမြကန်းအနီးနဲ့မြေနေပိုင်းနေထိုင်သူများနေဖြင့်ကျိုးတင်သတိပြုနိုင်ပါရန်နဲ့မြင့်ရီမြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါရန်တတိပိန်းနှိုးဆော်အပ်ပါတယ်။ရေကြီးမှုအခြေအနေတွင်ဒီကနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုင်းထွာချက်ရချင်းတွင်းမြေဟာ ဖောင်းပြင်းမြို့မှာရင်းမြို့ရဲ့စိုးရိမ်မတ်ထပ်သူနှစ်လက်မှခန့်မှရောက်ရှိနေပြီးနောက်တရက်အတွင်းစိုးရိမ်ရိမ်မတ်အောက်သို့ပြန်လည်ကြာဆင်းနေပါတယ်။ပထမပြပါ၍ဖောင်းပြင်းမြို့နယ်အတွင်းရှိမြကန်းနီးနဲ့မြင်းနေပိုင်းနေထိုင်သူများအနေဖြင့်တတိပြုနေထိုင်ပါရန်တတိပေးနှိုးဆော်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လနဲ့နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလပိတာတည်င်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။